မြန်မာနွေဦးခရိုနီကယ်နိုဝင်ဘာ23မြင်ကွင်းမြောက်ရီမြို့တောင်ဘက်မင်းလက်ပံနယ်အင်ဂျင်မြန်ဘက်မှာ TKBA နဲ့ KNL တိုက်ပွဲဖြစ်မင်းကင်းကရွှေမျောဖောင်တွေကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုင်းနိုဝင်ဘာလ22ရက်နေ့ကမြောက်ရီမြို့တောင်ဘက်မင်းလက်ပံရွာနယ်အင်ဂျင်မြန်ရွာတွေဘက်မှာဒီမိုကရေစီအကျိုးပြုကရင်တက်မတော် TKBA နဲ့ KNL မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားပြီး TKBA တပ်ဖွဲ့ဝင်20ကျော်နဲ့လက်နက်ခဲယံတွေကိုဖမ်းဆီးရမိခဲ့တယ်လို့သတင်းတွေဖော်ပြထားကြပါတယ် ကနအူးပေါ်ထွက်လာတဲ့တရင်းနေမှာတော့မင်းလက်ပန်နဲ့အင်ဂျင်မြိုင်ဂျေးရွာတွေမှာရှိတဲ့ကြားဖြန့်ယုံတွေကိုလုံခြုံရေးအဆောင်ရှောက်ပေးနေတဲ့ DGBA တပ်ဖွဲ့တွေက KNL ဘက်ကိုစတင်ပစ်ခတ်တာကြောင့် KNL ဘက်ကအဆိုပါစတင်ပစ်ခတ်ရာကြားဖြန့်ဝင်းကိုဝင်ရောက်စီးနင်းပြီး DGBA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အကြောင်း KNC သတင်းဌာနကသတင်းဖော်ပြထားပါတယ်။ ။ပကြားသတင်းဌာနတစ်ခုကလည်း KNG သတင်းဖော်ပြမှုနဲ့အလားတူ DGB လက်နက်ကိုင်အဖွဲ့ကပိုးသခွားသည့်ဥဆောင်တဲ့တပ်ဖွဲ့ကကြားဖြန့်ဝင်းကနေ KNL တပ်ဖွဲ့ဘက်ကိုတနက်နေ့စတင်ဖြစ်ခဲ့တာကြောင့်ဝင်ရောက်စီးနှင်ထိန်းချုပ်ခဲ့တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။အခုဖြစ်စဉ်ဖြစ်ပွားနေတဲ့အချိန်မှာအဆိုပါဂျေးရွာတွေအနီးထိုင်းနယ်စပ်နဲ့ကက်လျက်နေရာတွေမှာအာဏာသိမ်းစစ်တပ်နဲ့ KNL တို့တိုက်ပွဲဖြစ်နေခဲ့တယ်လို့လည်းသတင်းတချို့ကဖော်ပြကြပါတယ်။ KNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာအဆိုပါကြားဖြန့်ဝင်းကိုဝင်ရောက်စီးနင်းရာမှာ DGB တပ်ဖွဲ့ဝင်20ကျော်ကိုထိန်းသိမ်းပြီးတနက်186လက်နဲ့ခရဲနေတင်ဆဲလိုက်တယ်လို့ဖော်ပြထားကြတာပါ DGB တပ်ဖွဲ့ဟာအာနာသိန်းစစ်တပ်ရဲ့လက်အောက်ကတပ်မဟုတ်ပေမဲ့အာနာသိန်းစစ်အစိုးရကကျင်းပတဲ့ငြိမ်းချမ်းရေး Foreign NCA အထိမ်းအမှတ်အခမ်းအနားတွေကိုတက်ရောက်နေတဲ့အဖွဲ့ဖြစ်ပြီးမကြသေးခင်ကာလကတော့စစ်တပ်ကကျင်းပမဲ့ရွှေကောက်ပွဲကိုထောက်ခံကာကွယ်ပေးမဲ့အကြောင်းသဘောထားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခုလိုကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ DAB နဲ့ KNL တို့အကြားပြစ်ခတ်မှုဖြစ်ပွားလာခြင်းကထိတောက်ဖြစ်ခဲ့ဖြစ်ပျက်တစ်ခုလည်းဖြစ်ပါတယ်။အခုဖြစ်ရကြောင်းကရင်လက်နက်ကိုင်အဖွဲ့တွေအချင်းချင်းအကြားမတိုက်ခိုက်ဖို့နှုတ်အားဖြင့်သဘောတူထားတဲ့သဘောတူညီမှုပြတ်ပြားသွားပြီလားလို့တွေးဆစရာရှိပေမဲ့အခုဖြစ်ရတဲ့ပတ်သက်ပြီး DAB နဲ့ KNL တို့အကြားဆွေးနွေးညှိနှိုင်းပြီးဖြေရှင်းတာမျိုးလည်းဖြစ်နိုင်ရည်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။ DGB အဖွဲ့ဟာစောချစ်သူဦးဆောင်တဲ့ BGF KNA တပ်ဖွဲ့လောက်အင်အားကြီးမားတဲ့အဖွဲ့မဟုတ်ပါဘူး။၎င်းတို့အဖွဲ့အနေနဲ့ နေဆက်ကုံသွေးရေးတွေကနေအခွန်ကောက်ခတ်ရတဲ့ဝင်ငွေနဲ့မကြသေးတဲ့နှစ်ကာလတွေမှာတော့ BGF KNA တက်ဖွဲ့လိုပဲကြားဖြန့်လုပ်ငန်းတွေကိုအကာအကွယ်ပေးခြင်းကအဓိကဝင်ငွေရရှိလာတာဖြစ်ပါတယ်ပြင်းပြင်းနဲ့နဲ့ထိုင်းနယ်ဆက်နေကြာမင်းအနီးကြောက်ခက်ကြေးရွာအခုပြစ်ခတ်မှုဖြစ်ပွားတဲ့မင်းလက်ပံအင်ဂျင်မြိုင်ကြီးပါရီဘက်ကကြားဖြန့်လုပ်ငန်းတွေကိုလုံခြုံရေးပေးထားတာဟာ DGBA ရဲ့ဝင်ငွေရရှိတဲ့လုပ်ငန်းတွေကတခုလည်းဖြစ်ပါတယ်။ မကြသေးမီက American ပြည်တော်စုကကြာပြတ်နေနေရေးနဲ့ပတ်သက်လို့အရေးယူပိတ်ဆို့မှုတွေထပ်မံလှုပ်ဆောင်ခဲ့ရမှာ DKBA လက်နက်ကင်တပ်ဖွဲ့ရဲ့ခေါင်းဆောင်လေးဦးကိုအရေးယူပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကကြာပြတ်ရာဇဝတ်ခိုင်းနေနှိမ်နင်းတဲ့စစ်စင်ရေးတွေနိုင်ငံတကာရဲ့အာရုံစိုက်မှုနဲ့အင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်နဲ့ American ပြည်တော်စုရဲ့ဖိအားပေးမှုတွေအကြောင်းမှာဒီဒေသကလက်နက်ကင်အဖွဲ့တွေကိုကြာပြတ်ရာဇဝတ်ခိုင်းနေကိုအကာအကွယ်ပေးတာဒီလုပ်ငန်းတွေကဝင်ငွေရရှိရာတွေနဲ့ပတ်သက်လို့တတိကြီးစွာနဲ့ကင်တွင်နေကြရတာဖြစ်ပါတယ်။ ဒီနေ့အတွက်တခြားသတင်းအကြောင်းအရာတစ်ခုကတော့စကိုင်းတိုင်းမင်းကြီးမြို့နယ်တွေကလောင်ပြည့်ကျွန်းရွှေမျောဖောင်တွေကိုအာဏာသိမ်းစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့ရမှာထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့သတင်းတွေမှာဖော်ပြထားကြပါတယ်။ချင်းရွှေမြစ်ထဲမှာရှိတဲ့လောင်ပြေကျွန်းရွှေမျောကိုအဆိုပါဒေသကပကဖပါဖာတွေကရမုံငွေအတွက်လုကင်ကြတာဖြစ်ပြီးဒေသခံတွေကတဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကြောင့်မကြသေးခင်ကဆန္ဒပြကန့်ကွက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ စနပြကန့်ကွက်မှု၃ချိန်ဝင်ခြင်းဖြစ်ပွားခဲ့ပြီးတဲ့နောက်ပကဖပအဖာရိကစတင်လုပ်ကိုင်းနေချိန်မှာအာနာသိန်းစစ်တပ်ဘက်ကလေးချောင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဖောင်နေမီးလောင်ပျက်စီးပြီးတချို့ဖောင်နေနင်းမြုပ်ဓာတ်တွေဖြစ်ပွားပြီးဒဏ်ရာရသူအ ਨੇ ဆုံးတရာချင်းကျော်ရှိတယ်လို့သတင်းတွေမှာဖော်ပြထားကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ဝင်ကြီးဌာနအောက်ကဒေသလိုက်ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ရန်မုံငွေရရှိဖို့သဘာဝတရားစတာတွေတူဖော်တာ ကုန်စည်ဖြတ်တန်းတည်ဆောက်မှုတွေနဲ့စီးပွားရေးလုပ်ငန်းတွေထံကအခွန်ကောက်ကောက်ခံတာတွေလှုပ်ဆောင်နေကြရတာဖြစ်ပါတယ်။ရမုံငွေရှာဖွေဖို့တစ်တော်ရွှေနဲ့ကြောင်မြက်ထွက်ရှိရာဒေသတွေမှာလုံပိုင်ခွင့်ပေးထားပြီးအခွန်ရရှိအောင်လှုပ်ဆောင်ကြရမှာဒေသခံတွေအနေနဲ့၎င်းတို့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုထိခိုက်ပျက်စီးမှာတောက်သုံးရေးအရင်းမြစ်တွေပျက်စီးထိခိုက်မဲ့အန္တရာယ်ရှိလာတဲ့အခါစံချိန်ကန့်ကွက်မှုတွေနဲ့ကြုံတွေ့ကြရလိမ့်ရှိပါတယ်။ ။သခိုင်းတိုင်းနဲ့က AR မြစ်မှာလဲရွှေကျောမျောတွေကိုဒေသခံတွေကန့်ကွက်ကြတဲ့အဖြစ်အပျက်တွေဖြစ်ပွားခဲ့ပြီးအခုချင်းရင်းမြစ်ထဲကမင်းကြီးနယ်မှာကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပွားရာကအာဏာသိမ်းစစ်တပ်ရဲ့အာရုံစိုက်မှုခံခဲ့ရတာဖြစ်ပါတယ်။ ဘကဖာ PDF တက်ဖွဲ့တွေအနေနဲ့ MOD ထံကနေရမုံငွေလုံလုံလောက်လောက်မရရှိတဲ့အနေအထားမှာရတီရေးအတွက်ဒေတာရင်းကတရားစာတာထုတ်ယူတာအခွန်ကောက်ကောက်ခံတာတွေနဲ့ပတ်သက်ပြီးဒေတာတစ်ခုနဲ့တစ်ခုအခြေအနေမတူညီကြသလိုတရားစာတာပေါ်တဲ့ဒေတာတွေအခွန်ကောက်များများဆက်ဆာရတဲ့ဒေတာတွေမှာအလွဲသုံးစားလုပ်တဲ့ပြဿနာမျိုးတွေလည်းပေါ်ထွက်နေသလိုတဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေကြောင့်ဒေတာကန်ရဲ့စန့်ကျင်မှုတွေလည်းကြုံနေကြရတာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အခုလိုဒေသခံတွေနဲ့မကြေလည်မှုဆန္ဒပြမှုတွေကနေလေကြောင်းတိုက်ခိုက်ခံရတဲ့အဖြစ်ကနေသင်ငန်းဆောင်ယူစရာတွေရှိနေတာလည်းဖြစ်ပါတော့တယ်ရှင်။ ာဇာမျိုးရဲ့ပြည့်စည်နေတဲ့လမ်းမတွေမှာလူငယ်စီရင်နာဝန်ထမ်းဖွဲ့ငယ်လေးတခုကပြိဆန်တွေအတွက်ကိုလုံရတခုကိုဖန်တီးပေးထားပါတယ်။မုံမင်းအစ်ဘရာဟင်ဦးဆောင်တဲ့ဒီလူတို့အခြေပြုလုပ်ငန်းဟာတရက်ကွက်ပြီးတရက်ကွက်လက်လှယ်ပြီးစစ်ပွဲကြောင့်ကြံရင့်ခဲ့တဲ့ပြိဆန်တွေကိုပြုစုစောင့်ရှောက်တာအစာကျွေးတာနဲ့ ကျမ်းမာရေးစစ်ဆေးပေးတာတွေလှုပ်ဆောင်နေပါတယ်။ဒီနေ့မှာတော့ဒရိစန်ဆောင်းရှော့သူတွေနဲ့အိမ်မွေးကြောင်ပန်းရှင်တွေအတွက်သူတို့ကိုထောက်ပံ့ဖို့သူတို့ရဲ့ကြောင်လေးကျမ်းမာရေးကောင်းရလားအဆင်ပြေရလားဆိုတာသိရအောင်အခမဲ့ကျမ်းမာရေးစစ်ဆေးပေးဖို့လှုပ်ရှားမှုတစ်ခုကိုစီစဉ်ခဲ့ပါတယ်။သူတို့ကိုအစာကြောက်တွေလည်းပေးခဲ့ပါတယ်လို့သူကပြောပါတယ်။အီလာဖာဘူရီဇစ်အတွက်တော့ဒီဟိုလာစစ်ဆေးတာဟာပုံမှန်စစ်ဆေးတာထက်ပိုပါတယ်။အရင်ကသူအရန်ချစ်ရတဲ့ကြောင်လေးတကောင်နဲ့အတူတူဖြတ်တန်းခဲ့ရတဲ့ဒုက္ခတွေကိုထပ်မဖြစ်စေဖို့ကြိုးပမ်းနေတာပါ။ ကျမမှာအရင်လှတဲ့ကြောင်တော်ပေါင်းရှိပါတယ်။သူကကျမအတွက်တပွားလုံးပါပဲ။ဒီစစ်ပွဲအတွက်မှာကျမသူ့ကိုဆုံးရှုံးခဲ့ရတယ်။စစ်ပွဲကြောင့်ကျမသူ့ကိုတေးချမကြွေးနိုင်ခဲ့ပဲတေးသွားခဲ့ရတာပါ။အခုကျမနောက်ထပ်ကြောင်တော်ပေါင်းနဲ့ဒီကိုရောက်နေပါလေ။ဒီစည်းကမ်းကိုလာပြီးသူ့အတွက်စားစရာလာယူတာပါ။သူ့အတွက်အဆင်ပြေမယ်ထင်ပါတယ်လို့ဆိုပါတယ်။ဂါဇာရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေရပ်သွားတဲ့အတွက်အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာဒီလူငယ်စေရီနာဝန်ထမ်းတွေစီအကူအညီလာတောင်းနေကြပါလေ။စေရီနာဝန်ထမ်းတွေကသူတို့ရဲ့အလုပ်ဟာကြောင်တွေကိုအစာကျွေးရုံတသက်မဟုတ်ဘူးလို့ပြောပါတယ်။ ဒီနေ့ Animal Care Group မှာကျွန်တော်တို့ရှိနေပါတယ်။အိမ်မွေးကြောင်ပိုင်ရှင်တွေကိုသူတို့ရဲ့ကြောင်တွေကယူဆိုင်နိုင်ဖို့ကူညီပြီးအကောင်းဆုံးထောက်ပံ့နေပေးနိုင်မှုအတွက်ဂါဇာမြို့မှာအစည်းအဝေးအသစ်တစ်ခုစတင်လိုက်ပြီဖြစ်ပါတယ်လို့ပြောပါတယ်။ဂါဇာမှာထရိတ်ဆန်ဆေးကုဆရာဝန်နှဲပါနေတာကြောင့်စိန်ခေါ်မှုတွေပိုများနေပါတယ်။ဈေးကနေပျက်စီးသွားခဲ့တာကြောင့်ပျို့ကျနေတဲ့နေရာတွေမှာပဲထရိတ်ဆန်တွေကိုဆက်လက်ကူတာပေးနေကြရပါတယ်။ကျွန်တော်မှာဈေးကနှစ်ခုရှိတယ်။တစ်ခုကဖြည့်ဆည်းခံလိုက်ရပြီးနောက်တစ်ခုကနေရာတချို့ဖြည့်ဆည်းသွားတယ်။အခုကျွန်တော်တို့ရှိနေတာကအဲ့ဒီတစ်ခုပါပဲ။ ကျွန်တော်ပြန်ပြင်ဆင်ပြီးအလုပ်လုပ်နိုင်ခဲ့ပါတယ်။စစ်ပွဲအတွင်းနဲ့စစ်ပွဲပြီးမှာကျွန်တော်တို့ရဲ့အကြီးအမားဆုံးစင်ခေါ်မှုကတော့ပြိဿန်တွေအတွက်တောင်အစာနဲ့စီးဝါးကိုဝင်ခွင့်မပြုခဲ့တာပါလို့ဆရာဝန်တူကပြောပါလေ။ဒီဘက်ဟာညနေမှာသူတို့ရဲ့လှည့်လည်ကူတာမှုတွေကိုရလိုက်ကြပါလေ။လိုအပ်ချက်တွေကတော့များနေပါသေးတယ်။ဒါပေမဲ့ဒီစီရီနာဝန်ထမ်းတွေအတွက်တော့သူတို့ကယ်တင်လိုက်တဲ့အတတ်တိုင်းဟာဂါဇာမှာတရားကျင့်တမှုတွေဆက်လက်ရှင်သန်နေသေးတယ်ဆိုတဲ့ဂရိတခုဖြစ်ပါတယ်ခင်ဗျာ။ တရုတ်နိုင်ငံသားရဲ့ဝန်ကြီးကဂျပန်ဝန်ကြီးချုပ်တဲ့ရဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်တဲ့မှတ်ချက်ဟာတုံ့လောက်စရာကောင်းတယ်လို့တင်းငွေနေနေက ပြောကြားလိုက်ပြီးဂျပန်နဲ့တရုတ်ကြားတင်းမမှုတွေကိုပို့အရှိန်တက်စေခဲ့ပါလေ။နိုင်ငံသားဝန်ကြီးဝန်ကြီးဟာအခုဆိုရင်သတင်းနှစ်ပတ်ကျော်ကြာတနိုင်ငံဆက်ဆံရေးကိုလှုပ်ခတ်စေခဲ့တဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလူသိရှင်ကြားမှတ်ချက်ပေးတဲ့အဆင့်မြင့်ဆုံးပုဂ္ဂိုလ်ဖြစ်လာပါလေ။နိုင်ငံရေးဝန်ကြီးဌာနရဲ့ website မှာဖော်ပြခဲ့တဲ့ထုတ်ပြန်ကြမှာဂျပန်ဟာမထည့်တဲ့အနေအယောင်မြင့်ကိုဖျက်ချော်နေတယ်လို့ဝန်ကြီးကပြောကြားခဲ့ပါတယ် ဝင်းကြီးချုပ်စာနေတခိုင်းချီဟာထိုင်ဝမ်အရေးမှာစီရေးအရာဝင်ရောက်ဆွတ်ဖတ်ဖို့ကြိုးပမ်းနေတယ်လို့ဆွဆွဲခဲ့ပြီးဂျပန်ကောင်းဆောင်တို့ကဒီလိုမှားယွင်းတဲ့အချက်ပြမှုကိုပုံပွင့်လင်းလင်းပေးပို့လိုက်တာဟာတုံ့နှုတ်စရာကောင်းတယ်လို့လည်းဝမ်းကြီးကပြောပါတယ်။ဒီလ9ရက်နေ့ကဂျပန်လွှတ်တော်မှာတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်မဲ့ကောလာဟလနဲ့ပတ်သက်တဲ့မေးခွန်းကိုဝင်းကြီးချုပ်တခိုင်းချီကဖြေကြားရမှာအစိုးရကစီရေးအရာတုံ့ပြန်နိုင်တယ်လို့ပြောခဲ့ပါတယ်။ဘေကျင်းဆိုရကတော့ဒီမိုကရေစီစနစ်ကြအုပ်ချုပ်နေတဲ့ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နဲ့ပြေရှုမြင်ပြီးထိုင်ဝမ်ကိုအင်အားသုံးထိန်းချုပ်ဖို့ဆိုတာကိုလည်းမပြစ်ပေထားပါဘူး။ထိုင်ဝမ်ကတော့ ဗေကျင်းရဲ့တောင်းဆိုမှုတွေကိုပယ်ချထားပြီးထိုင်ဝမ်ပြည်သူတွေကသာသူတို့အနာဂတ်ကိုဆုံးဖြတ်နိုင်တယ်လို့ပြောဆိုထားပါတယ်။တောက်ကြံတွေကတရုတ်နိုင်ငံကကုလသမဂ္ဂထရီတွင်းမှုချုပ်ကိုဒီအိဆာကိုတင်ပြခဲ့ပြီးသူ့ကိုယ်သူကာကွယ်သွားမယ်လို့ကြေညာခဲ့ပါတယ်။တရုတ်ကကုလသမဂ္ဂကိုတိုင်ချောင်းမှုကိုလုံးဝလက်ခံနိုင်စရာမရှိဘူးလို့ဂျပန်နိုင်ငံကပယ်ချလိုက်ပြီးငြိမ်းချမ်းရေးအတွက်ဂျပန်ရဲ့ဂရိကဝတ်တွေဟာအပြောင်းအလဲမရှိလို့ပြောပါတယ်။တနင်္ဂနွေနေ့ကထုတ်ပြန်ချက်မှာဝန်ကြီးက ဂျပန်နိုင်ငံရဲ့လုံဆောင်ချက်ပေါ်တရုတ်ကပြည့်ပြည့်စားစားတုံ့ပြန်ရမယ်လို့ပြောပါတယ်။တင်းငွေတွေက G20 ထိပ်တည်ညီလာခံပြီးမှာတော့တခိုင်းရှိကဝန်ကြီးရဲ့ထုတ်ပြန်ချက်ပေါ်မှတ်ချက်မပေးခဲ့ပဲတရုတ်နဲ့ဆွေးနွေးဖို့ဂျပန်နိုင်ငံကအမြဲတမ်းလမ်းဖွင့်ထားပါတယ်လို့သတင်းတောက်တွေကပြောကြားခဲ့ပါတယ်။တရုတ်ဆိုရကတော့တောင်အာဖရိက G20 ထိပ်တည်ညီလာခံမှာနှစ်ဖက်တွေ့ဆုံမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပြီးအဲ့ဒီအချက်ကိုဂျပန်ဝန်ကြီးချုပ်ကလည်းအတည်ပြုခဲ့ပါတယ်။ ဒီညင်းပွားမှုတွေဟာနှစ်ပေါင်းများစွာအတွင်းအာရှအိန္ဒိယချင်းနိုင်ငံကြီးနှစ်နိုင်ငံအကြားအကြီးအမားဆုံးအချက်တဲကိုဖြစ်ပေါ်စေခဲ့ပြီးကုန်သွယ်ရေးနဲ့ယဉ်ကျေးမှုဆက်ဆံရေးတွေကိုပါထိခိုက်ခဲ့ပါတယ်။ဒီဥနိုင်ငံဟာ American ပြည်တော်စုပြီးရင်ဂျပန်ရဲ့အကြီးဆုံးကုန်တင်ပို့မှုဈေးကွက်နိုင်ငံဖြစ်ပြီးကုလသမဂ္ဂကုန်သွယ်ရေးအချက်အလက်တွေအရ2024ခုနှစ်မှာဂျပန်နိုင်ငံကကုန်ပစ္စည်းတန်ဖိုး American ဒေါ်လာ125ဘီလီယံလောက်တရုတ်နိုင်ငံကဝယ်ယူခဲ့ပါတယ်ခင်ဗျာ။ ဂနစ်နိုင်ငံတောင်ပိုင်းမှာတပတ်ကြာရေကြီးရေရှမ်းမှုကြောင့်လူ60ကျော်သေဆုံးခဲ့ပါတယ်။အရေးပေါ်ကစေးလုံငန်းတွေမှာ drone တွေဟာအသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။လေကွင်းထဲမှာအလုံးလုံးနေတဲ့လက်သမားတူကို drone တစ်စင်းကရေစီးကြောင်းကို စန့်ကျင်ပြီးတွားရောက်ကယ်ဆယ်ပေးခဲ့တဲ့မြင်ကွင်းပါပဲ။ကမ်းပေါ်က drone မောင်းသူကကျိုးနဲ့ဆွဲတင်ပြီးသူ့ကိုကုန်းပေါ်ကိုဆင်းသက်နိုင်အောင်လှုပ်ပေးနိုင်ခဲ့ပါတယ်။ drone တွေဟာဗီယက်နမ်ကွန်ကြီးကယ်ဆယ်ရေးသမားတွေအတွက်အသက်ကယ်ဖို့ဒါမှမဟုတ်အကူအညီပေးဖို့အဓိကအသုံးပြုနေတဲ့နည်းပညာပစ္စည်းတွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ တခြားနေရာတွေမှာတော့ရင်းနှစ်သူတွေစီရောက်ရှိဖို့အတွက်ရိုးရှင်းတဲ့အသက်ကဲကျိုးတွေနဲ့အသက်ကဲအင်ဂျီတွေကိုပဲအသုံးပြုရပါတယ်။အိမ်တွေနဲ့စီးပွားရေးလုပ်ငန်းတွေဟာရင်းနဲ့အတူမျောပါသွားတာဒါမှမဟုတ်လုံးဝပျက်စီးသွားတာတွေကြောင့်ဒေသခံတချို့ဟာဘာတကူးမှမကြံတော့တဲ့အထိဆုံးရှုံးခဲ့ကြပါတယ်။ကျွန်မတောင်းပန်ပါတယ်ဒီနားမှာရက်ပြီးငိုယုံကလွဲလို့ဘာမှမလုပ်တတ်တော့ပါဘူး။ဘာလို့အမှန်လဲမသိဘူး။ကျွန်မပတ်စံတွေအများကြီးစူးစောင်းထားခဲ့တာအခုတော့အားလုံးပျောက်သွားပြီ။ဘာမှမကြံတော့ပါဘူးလို့ရေဘေးဒုက္ခသည်တူကပြောပါလေ အာဏာပိုင်တွေအဆိုအရထောင်နဲ့ချီတဲ့ထောက်ပံ့ရေးဝန်ထမ်းတွေဟာရေးပြီးတော့ကတဲ့ကိုအကူအညီတွေ ပေးပို့နေကြပြီးအစားအသောက်အဝတ်ထည်နဲ့ရည်သက်ဆေးပြားတွေပါဝင်ပါတယ်။ဗီယက်နမ်နိုင်ငံဟာပြီးခဲ့တဲ့လတွေတွင်မုံတိုင်းနှလုံးဝင်ရောက်တိုက်ခတ်ခဲ့တာပါဝင်ဆိုးရွားတဲ့ရာသီဥတုတန်းကိုခံစားခဲ့ရပါတယ်။ပုံမှန်တော့ဇွန်လနဲ့စက်တင်ဘာလကြားမှာမိုးသီးထန်စွာရွာလေးရှိပေမဲ့လူတွေကြောင့်ဖြစ်ပေါ်တဲ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့်ဒီလိုပြင်းထန်တဲ့ရာသီဥတုတွေကိုမကြာခဏရင်ဆိုင်ရပြီး ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေတယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်ခင်ဗျာ။ ုံကြုံရေးကင်မရာမှတ်တမ်းဖိုင်မှာအသေးခံဘုံခွဲသူ၃ဦးတည်းကပထမဆုံးတူဟာပြည်နယ်ရဲတပ်ဖွဲ့ဂိတ်ပေါင်နားမှာသူ့ရဲ့ဘုံကိုဖောက်ခွဲလိုက်တဲ့ဖြစ်စဉ်ကိုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။အနီးနားကမျက်မြင်သက်သေတွေကတော့ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့်မိုးဝေသွားပြီးဘာဖြစ်လို့ဖြစ်မှန်းတော့မသိသလိုဖြစ်သွားတယ်လို့ပြောကြပါတယ်။ Guys can come and board hospital me duty ကျွန်တော်လုံသွားနေတဲ့အချိန်မှာဒီပေါက်ကွဲမှုကြီးဖြစ်ခဲ့တာပဲပေါက်ကွဲမှုဖြစ်ဖြစ်ချင်းပဲကျွန်တော်ဘာတွေဖြစ်ဖြစ်သွားလဲဆိုတာကိုရုတ်တရက်မသိလိုက်ဘူးလို့မျက်မြင်သက်သေတူကပြောပါတယ် တိုက်ခိုက်မှုတွေအတွင်းလူအနည်းဆုံး9ဦးသေဆုံးခဲ့ပြီး12ဦးဒဏ်ရာရရှိခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရတခြားတိုက်ခိုက်သူ2ဦးကိုတော့အဆောက်အဦတည်းမဝင်ရောက်နိုင်ခင်မှာပဲတောင်းအောင်ရှိသူတွေကပြစ်တက်ခဲ့ပါတယ်။အရင်နောက်မှာတေကန်ဘုံခွဲသူ2ဦးကစောင်းအောင်ဝင်းနဲ့ဝင်ရောက်ဖို့ကြိုးပမ်းခဲ့ပါတယ်။ဒီတေကန်ဘုံခွဲတိုက်ခိုက်မှုကြောင့်တုံချုံရဲ့တပ်ဖွဲ့3ဦးသေဆုံးခဲ့ပေမဲ့အဆောက်အုံနဲ့ဝင်ရောက်ဖို့ကြိုးပမ်းခဲ့တဲ့2ဦးကိုတော့ချေမှုန်းနိုင်ခဲ့ပါတယ်။ဒီနယ်ရဲတပ်ဖွဲ့တွေရဲ့노ကြမှုနဲ့လျင်မြန်မှုကြောင့်ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုရှောင်ရှားနိုင်ခဲ့ပါတယ် ်အခင်းပြပွားရနေရာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေချက်ချင်းပဲရှင်းလင်းဖယ်ရှားခဲ့ပါတယ်။လက်ရှိချိန်ထိဒီတက်ခတ်မှုကိုဘယ်အဖွဲ့ကတာဝန်ယူတယ်ဆိုတာကိုထုတ်ပြန်ခြင်းမရှိသေးပေမဲ့ပြီးခဲ့တဲ့အလားတူဖြစ်စဉ်တွေကိုတော့ပါကစ္စတန်တာလီဘန်အဖွဲ့တွေကိုအပြစ်တင်နေကြပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်လောက်ကလည်းအစ္စလမ်ဘာဘက်မြို့တော်မှာအသေးငယ်ပုံခွဲသူတူကရဲကားတစ်စီးပြီးမှဖောက်ခွဲခဲ့လို့လူဆယ်လူဦးသေဆုံးခဲ့ပြီးတရားရုံးတစ်ခုလည်းပြစ်မှတ်ထားတိုက်ခတ်ခဲ့ရပါသေးတယ်။ဒီတက်ခတ်မှုတွေဟာ ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံတို့ကြားလက်တလောတင်းမာမှုတွေပိုဖြစ်စေတဲ့အကြောင်းရင်းတွေဖြစ်နေပါတယ်။ပါကစ္စတန်တာလီဘန်တွေကိုအာဖဂန်နစ္စတန်နေဆက်တွင်လှုပ်လှက်စွာလှုပ်ရှားခွင့်ပေးထားတယ်လို့အာဖဂန်ဆိုရကိုပါကစ္စတန်အာဏာပိုင်တွေကစွပ်စွဲနေတာဖြစ်ပါတယ်ခင်ဗျာ။ ေးတစိမ့်နဲ့ face state တေဂျိုးစိုးဝင်းကလည်းဂျိုးကွင်းကြောက်ပြီးကြားပြန်တက်တယ်မှန်ရင်ချက်ချီအမြန်မချန်တစအကုန်တမဖို့အမိတ်ထုတ်ပုံထောက်တော့သူလည်းထဲထဲဝင်ဝင်ပတ်သက်ထားတာရှိနေပြီ။ "तू ကကရင်ဘက်ကိုအောင်စီရစစ်ကြောင်းနဲ့ပေါင်လီကွက်အောင်လုပ်ခဲ့တာဆိုတော့ကွာမှန်သမျှခွာခဲ့ပုံပဲ။စိုးဝင်းကဂျိုးကွင်းကြောက်ပြီးတက်တယ်ဖြောက်ဖြက်ဖို့ပြောပေမဲ့ဇော်မင်းလုံးကတော့မြန်ကန်တစိမ့်မကြောက်အမေရိကန်ကိုဟောက်လာဟောက်ရဲ့" KNU ကို KK Park နဲ့ပေးစားလို့ပေးစားနားမဆန့်စရာကြားပြန်ကိုမိုးပေါ်ကြလာပြောလို့ပြောစောချစ်သူတို့ကိုပါရင်တွေးဖြောမလို့ဆိုလိုဆိုတခင်အားရှိ အရှင်ဖားငတိပြီပြီဖင်ရကြည်လို့ကြည့်ငပိကန်ပြီးတဲ့မြောက်ဆော့ခွက်နွားချေပုံပေါ်မှောက်ရဲ့လဲတဲ့ခွေးရှာလို့သေးပါရောမျိုးထားပုံနဲ့ဂျုံရလျှောက်ဦးနှုံချသပေါက်ငနူတကယ်တော့ကြားဖြန့်က ် BRI ကားဆန့်ဖို့လှုပ်ထားတဲ့ဇင်းညံမဲ့လူတိုင်းသိဒီုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း China Metallurgical Group Corporation ကဒီုတ်အမှိုက်ငနိုက်ကောင်ရဲ့ရထိုက်အင်အားစီမံကိန်းကိုအကြိုက်စင်ကအပီရန်သိမ်းခဲ့တာလीအဲ့ဒါကိုမြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က2018ဇူလိုင်မှာမြေ25.5ဤကပေါ်မှာဒေါ်လာ25သန်းတန်ဇင်ခန့်အင်အားအလုံး60ပဲစောက်ခွင့်ပြုခဲ့ပေမဲ့2018ခုနှစ်နှစ်ဦးပိုင်းကတည်းကစောက်လုပ်ရေးလုပ်ငန်းတွေစခဲ့ပြီး 2019မှာအထက်မြင့်အဆောင်အုံတွေနက်ပြည်ကဝိသေကြုံနဲ့လူပြည်ကမန်အေးအေးဝင်းပေါင်းစီစဉ်တယ်လို့အရှိုးရှိုးပေါ်ပေါက်မူလခွင့်ပြုချက်ထက်ပိုးဆောက်ထားပြီးပြီမဟုတ်လားစာကလေးကရင်တကို ထင်းတယ်လို့လုံးမယ်ဆိုတဲ့တရုတ်အထာပေါ့2020ဇွန်လမှာ NLD အစိုးရကပြည်တော်စုအဆင့်စုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့ရွှေခုကူကဆောက်တွေ့လုပ်ငန်းတွေကိုဝင်ရောက်စစ်ဆေးခိတ္တခဏလုပ်ငန်းတွေကိုရပ်ဆိုင်းပေးတယ်လို့ အဲ့ဒီ2020မှာပဲအမေရိကန်ကလည်းဒါတွေကငွေလေလုပ်ငန်းလို့ပြောမှသားသားနဲ့မပတ်သက်ဘူးလို့တရုတ်ကထကြေးညားတယ်။ရထိုက်ကုမ္ပဏီနေနဲ့အင်အားစီမံကိန်းအသေးစားဆောက်လုပ်ခွင့်သာမြန်မာအစိုးရစီကလိုင်စင်ရပေမဲ့အစည်းဆက်စီမံကိန်းလို့အမည်တက်ပြီးတော့ BRI ရဲ့စီမံကိန်းတစ်ခုလိုလိုလုပ်ခဲ့တယ်။ဒီဥဆိုးရပိုင်းသတင်းဌာန China Radio International ကလည်း2019စက်တင်ဘာလ18ရက်နေ့ကအဲ့ဒီအစည်းဆက်စီမံကိန်းဟာ BRI ရဲ့အရေးကြီးတဲ့စီးပွားရေးဈေးညံမှာတည်ရှိပြီးတရုတ်မြန်မာယဉ်ကျေးမှုနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့စံပြနမူနာကောင်းဖြစ်တယ်ဆိုပြီးတော့လှော်ထားပြီးသားလीတကယ်တော့တရုတ်မြန်မာနှစ်နိုင်ငံဆွေးနွေးညှိနှိုင်းနေတဲ့ China မြန်မာ Economics Corridor CMEC စီစဉ်တဲ့မှာတော့ရွှေကုတ်ကိုကမပါပါဘူးတဲ့လေအခုတော့ American ကလည်းစထရိုက်ဖို့ဖွဲ့ပြီးရိုက်ဖို့လှုပ်ပြီးဟောအခုအောက်လွတ်တော်ကလည်းအော်ပြီးဇော်မင်းလုံးပြောတဲ့ American ရဲ့နာမည်နဲ့အာဂျင်နာပေါ့ အောက်လွတ်တော်မှာ No Exit Strategy, Burma's Endless Crisis and America's Limited Options ထပ်ပေါင်းမဲ့မဟာဗျူဟာမြန်မာအနန္တဒုက္ခနဲ့အမေရိကရဲ့လက်တံတူများခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာမြန်မာဟာ ခွေးတစိမ့်နဲ့ Face State ဖြစ်နေပြီးကမ္ဘာရာဇဝတ်မှုတွေရဲ့ဗဟိုငတိုကြီးလုံနေပြီတဲ့လူကြီးတဝက်ကခွက်ဆွဲနေရပြီးလူပေါင်း3.6သန်းနီးပါးကပြည်တွင်းမှာနေရွှန့်ကွာထွက်ပြေးနေကြရ တန်းပေါင်းများစွာကအိန္ဒိယနိုင်ငံစီထွက်ပြေးတိမ်းရှောင်ခဲ့ကြရာဒေယုံနဲ့ရုရှားကလက်နက်နဲ့ထောက်လိုင်းနှီးပညာတွေခွေးတက်ကိုပန့်ပိုးပြီးစစ်ရာဇဝတ်မှုတွေဝိုင်းကျူးလွန်နေကြအမေရိကန်တွေနဲ့စစ်ဘလူးတွေရဲ့အယူဆကိုပြက်ပြက်သားသားပြောဆိုဖို့နဲ့လှုပ်ဆောင်ဖို့လဲကိုချင်းဆိုင်ရာတောင်ဝတရားရှိနေတယ်လို့ပြောပြီးနော်မဟာလာစေအိုစုနဲ့ဆက်ဆက်နေတဲ့ဂျားပြန်ကွန်ရက်တွေကအမေရိကန်တွေစီကတနစ်ကိုဒေါ်လာဘီလီယံပေါင်းအများကြီးခိုးယူနေတယ်အဲ့ဒီငွေတွေဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်တွေတွက်တာမကပဲစစ်အာဏာရှင်အဖွဲ့ရဲ့အိတ်ကတဲထိပါဖြေပေးနေတယ်။ကွန်ကရက်လွှတ်တော်ကအမေရိကန်နိုင်ငံသားတွေရဲ့စူးစမ်းရှာဖွေထားတဲ့စုငွေတွေကိုကာကွယ်ဖို့အတွက်ချက်ချင်းဆောင်ရွက်ရမယ်တဲ့။ကြားလာငမဲလုံးအကြက်ကြက်လုံးအနေနဲ့မြန်မာနိုင်ငံရဲ့ဘေးရန်တွေကြောက်ရွံ့နေမှုရောအရှိတောင်အာရှမှာမြန်မာရဲ့မဟာဗျူဟာမြောက်အရေးပါမှုရောလက်ရှိစစ်ပွဲကြောင့်တာမန်အမေရိကန်တွေပေါ်ဖြစ်ပေါ်နေတဲ့စိုးကြိုးတွေအားလုံးရောဟာ အမေရိကန်ရဲ့မူဝါဒကိုသေသေးချာချာပြန်လည်သုံးသပ်ဖို့လိုနေတယ်လို့ထောက်ပြကြပြီးအာဆီယံပုံသဘောတူညီချက်၅ချက်ကအလုံးမဖြစ်တော့အမေရိကန်နေနဲ့အာဆီယံပုံသဘောတူညီချက်အတိုင်းမဟုတ်တော့ဘဲကိုယ့်ကိုယ်ပိုင် policy နဲ့သွားစင်နေပြီလို့ဆိုကြပြီးအချမ်းဘက်စစ်တပ်ကခေခေပကိုရှင်းလင်းနေတာကလည်းအယောင်ပြတာဖြစ်ပြီးတော့တပ်သေးတွေကိုဖျောက်ဖျက်နေတာအထူးကကကြားပြန်တရုတ်တွေကိုခေါ်ထုတ်ပြီးအရေးမယူဘဲကြားပြန်လုပ်ငန်းတွေကိုဆက်လက်လက်ပတ်နေတာအရင်နှစ်တွေကစစ်တပ်နဲ့မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့တွေက အမေရိကန်ဒေါ်လာ10ဘီလီယံကျော်အမြင့်ဆုံးရရှိသွားတာမြန်မာနိုင်ငံကကမ္ဘာဘိန်းထုတ်လုပ်မှုနဲ့ဘူးရီစေဝါထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်နေတာတွေပါအမေရိကန်အောက်လွှတ်တော်ရဲ့မြန်မာအရေးဆွေးနွေးပွဲမှာနာမည်သွားပြီနော်ကြားပြန်ရာဇဝတ်မှုတွေကိုနှိမ်နှင်းမဲ့နိုင်ငံတကာနဲ့ပူးပေါင်းသွားမယ်နိုင်ငံတကာဖျက်ချော်အွန်လိုင်းငွေလင်မှုလုပ်ငန်းတွေကိုအလွန်သတိထားအနီးကပ်စောင့်ကြည့်နေတယ်အလွန်ရှုပ်ထွေးပြီးနက်နက်ရှမ်းရှမ်းအမြင့်တွဲနေတယ်ကြီးမားတဲ့နိုင်ငံဖျက်ချော်ရာဇဝတ်ကွန်ရက်တွေကိုဖြိုခွင်းဖျက်ဆီးဖို့အတွက် ထိခိုက်ခံစားနေရတဲ့နိုင်ငံအလုံးအပေါင်းဝင်ဥပဒေစိုးမိုးရေးဖွဲ့စည်းတွေနဲ့တပ်ဆိုင်ရာဖွဲ့စည်းတွေကြားမှာခိုင်မာတဲ့ခေါင်းဆောင်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကသာထိရောက်အောင်မြင်နိုင်မယ်။အရှိတောင်အာရှဒေသမှာရှိတဲ့အွန်လိုင်းဝင်လင်းမှု လုပ်ငန်းတွေနဲ့ဆက်ဆက်ရာဇဝတ်မှုတွေကိုနှိမ့်နှင်းရေးအတွက်မကြသေးမီကနိုင်ငံတကာရဲ့ဖွဲ့စည်းထူထောင်မှုတွေနဲ့ကြိုးပမ်းဆောင်ရွက်မှုတွေမှာဒစိတပိုင်းဖြစ်ပါဝင်သွားမယ်လို့ကြေညာပြတယ်လို့ KNU ကလည်းထုတ်ပြန်လာတယ်နော်။အဲ့ဒါလည်းနမဲတယ်။အနီးကပ်ထိုးလို့ရတဲ့ဓာတ်ဖြစ်တယ်။ မင်းတို့စစ်အုပ်စုတွေ KK Park နဲ့ KNU ကိုပေးစားတာလဲသိမ့်များနေပြီလေ။ကရင်ကုံသိခါပြန်ဆယ်ရမယ့်အချိန်လဲရောက်ပြီလေ။ကွာတိုင်ဆုံးပေါင်းစစ်မုံ့